ရသဗျာကမင်းအာကိုရရရှိပလားစိတ်ထဲမှာအာကိုရရှိဖို့လိုအပ်တယ်ဘဝခကြီးလန်းတဲ့အခါမှာရှောက်လန်းတဲ့အခါမှာကိုယ့်စိတ်ရဲ့အာကိုရဆိုတာရှိဖို့လိုတယ်ပေါ့အဲ့ဒီအာကိုရဆိုတာကိုယ့်အကိုအာကိုမှုပဲရသဗျာကဘုရားဓမ္မတန်ခါလို့ဆိုတဲ့အာကိုစရာ၃မျိုးကိုတစ်မျိုးစီတစ်မျိုးစီသူ့ကိုအသေးစိတ်ရှင်းပြတယ် အမှန်တရားကိုသိတဲ့ဖရာဆိုတာလောကမှာရှိတယ်အဲ့ဒီမှတရားကိုသိတဲ့မြတ်စွာဘုရားမျိုး စိတ်ထဲမှာညံ့လို့စွာအာကိုတိုက်တယ်ဘာကြောင့်အာကိုတိုက်လဲအမှန်တရားကိုသိရှိသဖြင့်လုံတဲ့နာနဲ့မလုံတဲ့နာခွဲခြားဟောကြားလိုက်မယ်သူ့ရဲ့ခွဲခြားဟောကြားချက်ပေါ်မှာမိမိကိုယ်တိုင်လိုက်တာချင်းသုံးချင်းဖြင့်ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဒါကြောင့်မို့အဲ့ဒီဖရာမျိုးဟာ အားကိုးရမယ့်ပုဂ္ဂိုလ်တူဖြစ်တယ်။နောက်တစ်ခုကတော့အဲ့ဒီပုဂ္ဂိုလ်ဟောကြားတဲ့ဓမ္မဆေးဝါးနဲ့အလားတူတူတယ်။ယောဂဖြစ်ပြီဆိုရင်ဆေးတောင်းရမှာပဲ။ယောဂပြောင်းစေနိုင်တဲ့ဆေးဝါးဟာယောဂကိုကုစားနိုင်တာဖြစ်တယ်လို့အေးဘဝခရီးလျှောက်လန်းတဲ့အခါမှာမိမိရဲ့တဏ္ဍာမှာတကယ်အရေးကြီးတာကတော့ဓမ္မဆိုတာကိုအားကိုးဖို့လိုအပ်တယ်။ ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာတရားဓမ္မဂိမ့်ပြီဆိုလို့ရှင်ကို့အတွက်ဆင်းရဲဒုက္ခတွေကိုဖယ်ရှားလို့ချမ်းသာဒုက္ခကိုပေးစွမ်းနိုင်တဲ့အရည်အသွေးလေးတွေကိုယ့်တဏ္ဍာမှာရရှိသွားတယ်အဲ့ဒီဓမ္မမျိုးကိုလည်းအာကိုရမှာဖြစ်တယ်နောက်တစ်ခါအဲ့ဒီဓမ္မကိုလိုက်နာကျင့်သုံးလို့အောင်မြင်ပေါ့ရောက်သွားတဲ့အဖွဲ့အစည်းတန်ခအဖွဲ့အစည်းဆိုတာရှိတယ်အဲ့ဒီအရိယတန်ခပုဂ္ဂိုလ်မျိုးတွေကိုလည်းပဲဒီ သူတို့ကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်လိုက်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်မြတ်တွေဟာအနုတ္တရံပုံညာခိတံလောကတလို့ဆိုတဲ့အတိုင်းလောကကြီးတစ်ခုလုံးရဲ့ကုသိုလ်တွေစိုက်ပျိုးဖို့ပြုစုပြုထောင်ဖို့နော်ကုသိုလ်ပင်မျိုးစိုက်ပျိုးဖို့တကယ်မြေကောင်းရေကောင်းဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတမှာကုသိုလ်ကောင်းမှုတစ်ခုလုပ်လိုက်လို့ရှင်ဘဝခရီးမှာပြည့်ပြည့်စုံတဲ့အနေအထားမျိုးရနိုင်လို့ဒါကြောင့်မို့ တန်ခါဆိုတာကိုလေကိုးကွယ်ရမှာ ဖြစ်တယ်လို့ဖရာတရားတန်ခါယရဏသုံးပါးအကြောင်းကို ရှင်းပြလိုက်တဲ့အခါမှာသူစိတ်ထဲမှာခြေနှက်ပြီးတော့သူခရီးကိုဆက်သွားတဲ့အခါမှာအတော်လေးလှမ်းလှမ်းရောက်တဲ့အချိန်မှာစောင့်မျှော်နေတဲ့ဓမြတွေကထိုခေတ်ကလက်နဲ့အဝေးဖြစ်လက်နဲ့လို့ခေါ်တယ်။မြားနဲ့စိတ်လူးမြားနဲ့သူ့ကိုပြစ်ချလိုက်။သူဟာအဲ့ဒီနားမှာပဲဝေတုတ်ကြီး လက်ကပိုက်ပြီးတော့မြားတံရံနဲ့တေဆုံးသွား